မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ကြောက်ကဘာဆောင်ရောင်းလူနီးပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အနာဂတ်မှာစစ်တပ်ကိုပြုပြင်ပြောင်းလဲခြင်းတမမဟုတ်အရွယ်စားလျှော့ချခြင်းမဟုတ်ပဲထာဝရဖယ်ရှားတဲ့နေပြည်သူတွေကမင်းအောင်လိုက်နဲ့သူရဲ့ရက်ဆက်ချမ်းကျုပ်တဲ့စစ်တပ်ကိုအာဏာမှမောင်းထုတ်နိုင်ခဲ့ရင်၎င်းတို့ပထမဆုံးလုံးဝမဲ့အလုံမှာကိုစတာရီကာလိုနမူနာယူပြီးစစ်တပ်ကိုဖျက်သိမ်းတဲ့နေ အနာဂတ်မှာစစ်တပ်ကိုပြုပြင်ပြောင်းလဲခြင်းတာမှမဟုတ်အရွယ်စားရော့ချခြင်းမလုပ်ဘဲထာဝရဖိရှားတင်နေမြန်မာကိုတိုက်ခိုက်ဖို့ချင်းချောင်းနေတဲ့ပြည်ပရန်သူမရှိမြန်မာရဲ့လုံခြုံရေးပြဿနာတွေအလုံးကပြည်ရင်းကိစ္စသားဖြစ်တဲ့မြန်မာလိုအပ်တဲ့အရာကပန်းမလိုက်တဲ့ရဲတပ်ဖွဲ့တစ်ခုသားဖြစ်ပြီးအကြံပြန်ချစားရက်စက်တဲ့စစ်တပ်မဟုတ်1948ခုနှစ်မှာမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းစစ်တပ်ကနိုင်ငံအတွက်ကျင်းစာဖြစ်နေတဲ့စစ်တပ်ကအစကတည်းကခြိမ်းလှမ်းမှားတဲ့ပြည်တခြားအုပ်ချုပ်ရေးအောက်မှာ မြန်မာစစ်တပ်မရှိတော့လေဒုတိယကဘာစစ်အတွင်းလူငယ်ဗမာအမျိုးသားရေဝါရီများဂျပန်ထံမှစစ်ပညာသင်ယူကြတယ်။အများပြားဂျပန်တို့နဲ့အတူတိုက်ခိုက်ကြတယ်။ဒီကိစ္စကအံဩစရာမဟုတ်ရန်သူရင်ရန်သူကမိတ်ဆွေဖြစ်တယ်။ ဂျပန်စစ်ရှုံးတော်လေအဲ့ဒီထိန်းချုပ်ရန်ခတ်တဲ့လူငယ်မျိုးချစ်တွေကဗမာစစ်အရာရှိကိုမွေးထုတ်တဲ့အရာရှိဖြစ်လာပြီး၎င်းတို့ကဂျပန်တို့ထံမှသင်္ကန်းစာစုတွေကိုလေ့လာထားခဲ့သူများဖြစ်တဲ့စစ်တပ်က institution အားလုံးရဲ့အထက်မှာရှိပြီးအရက်သားကိုအခိုင်အမာဥဆောင်ရမယ်အစိုးရတွေကိုဖြုတ်ချခြင်းကလွယ်ကူပြီးလုံတင်လုံထိုက်တယ်လို့၎င်းတို့လေ့လာသင်ယူခဲ့တယ်။နှစ်ပေါင်း85နှစ်အတွင်းစစ်အရာရှိအများအပြားအာဏာသိမ်းကြပြီးမကြက်တကြက်အတွေးခေါ်အစီအစဉ်များနိုင်ငံမှာချမှတ်တဲ့၎င်းတို့ကအချင်းချင်းလဲတိုက်ခိုက်ပြီးလူမျိုးစုအုပ်စု ုတွေကိုအဆက်မပြတ်ဆစ်စင်ရေးတွေပြုလုပ်တဲ့ဗမာလူဦးရေ၃ပုံ၂ပုံကဗမာလူမျိုးစုဖြစ်ပြီးစစ်သားတွေက၎င်းတို့အလုံးမှာအခြားလူမျိုးစုတွေကိုနှိမ်နှင်းရန်ဖြစ်တယ်လို့မြင်ပါတယ်။ ကျောင်းသားများနဲ့အခြားအရက်သားကစီးပွားရေးနှေးကွေးမှုတွေနဲ့နိုင်ငံရေးဖိနှိပ်မှုတွေကိုစန့်ကျင်ရင်းရင်စစ်တပ်က၎င်းတို့ကိုအစုလိုက်အပြုံလိုက်တပ်ပြီးတခါတည်းရှာပေါင်းများစွာတတ်တယ်။ဒါအပြင်ဆေးရရှိတွေကစီးပွားရေးမှာအဖူးညွန်များကိုတင်ယူပြီးချမ်းသာအောင်လုပ်ကြတယ်။စစ်တပ်ကစီးပွားရေးကိုတင်ယူပြီးနိုင်ငံကဆင်းရဲပြီးဆင်းရဲနေတဲ့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံကအမွှာများဖြစ်ခဲ့မှုတွေဘာသာစကားကွဲပြားခြားနားတော်လည်းအပြန်အလှန်ဆက်ဆက်တဲ့သမိုင်းဘာသာရေးနဲ့ရှင်ကျေးမှုနှစ်ထောင်နီးပါးရှိရင်၎င်းတို့ကအလားတူချမ်းသာကြွယ်ဝခဲ့မှု ော်လဲဒီကနေ့မှာထိုင်းနိုင်ငံရဲ့တအူးချင်းဝင်ခွင့်ကတနည်းလျင်အမေရိကန်ဒေါ်လာ8000ရှိပြီးမြန်မာနိုင်ငံရဲ့တအူးချင်းဝင်ခွင့်မှာတနည်းလျင်ဒေါ်လာ100သာရှိရင်ဒီလိုဖြစ်အောင်စစ်တပ်ကလုပ်ခဲ့တဲ့ကြည်သူတွေကစစ်တပ်ကိုကြောက်ပြီးမြစ်တာမရှိကြဘဲစစ်အရာရှိလူဒန်းစားတွေက၎င်းတို့ရဲ့တီးကြကဘာမှာနေထိုင်နေစစ်တပ်ကိုတီထောင်သူရဲ့တမီဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့လူလူလှုပ်ရှားမှုက အကြမ်းမဖက်တဲ့ဒေါ်လာရင်းကြောင့်2011ခုနှစ်မှာ စစ်တပ်ကအာဏာခွဲဝေပေးရတယ်ဒါပေမဲ့2021ခုနှစ်မှာအဲ့ဒီအာဏာကိုစစ်တပ်ကအပြင်းထန်အကြမ်းဖက်ပြီးပြန်လည်ရယူတယ်ဒါပေမဲ့လွန်စာနောက်ကျသွားပြီဖြစ်တယ်ပြည်သူတွေကလွတ်လပ်မှုနဲ့အကြောက်တရားမရှိဘဲနေထိုင်ခဲ့တာဆယ်စုနှစ်တစုကြာမြင့်ခဲ့တာဖြစ်ပြီးစီးပွားရေးတောင်မှပြန်လည်နှလန်းထားတဲ့လက္ခဏာတွေပြသခဲ့တယ်စစ်အာဏာသိမ်းပြီးနောက်တော်လိုင်းပုံကန်နေကြတာကာလကြာမြင့်ပြီဖြစ်တဲ့ကရင်ရှမ်းရခိုင်နဲ့အခြားလူမျိုးစုအုပ်စုတွေကစစ်တပ်ကိုပြန်လည်တိုက်ခိုက်ကြတယ်ဒါပေမဲ့အခုဒီချိန်မှာပမာရီကလည်းသူတို့နဲ့ပူးပေါင်းနေတယ် တောင်းနေချီတဲ့ចောင်းသားរីနဲ့အခြားလူငယ်រីကစစ်တပ်ကတင်းကျပ်စွာထိ ंछ ုပ်ထားတဲ့မြို့ကြီးတွေမှာထွက်ခွာကြပြီးလက်နက်နဲ့စစ်တင်တဲ့အကူအညီတောင်းကြတယ်လေးနှစ်ကြာတဲ့အခါဒီကနေ့မှစစ်တပ်ကမြို့ကြီးတွေကိုချုပ်ကင်ထားဆဲဖြစ်ပေမဲ့ဂျီလက်ဒေသရဲ့အနည်းဆုံးထက်ဝက်ကတော်လိုင်းအင်အားစုတွေလက်ကိုကြာရောက်နေတယ်တော်လိုင်းအင်အားစုထိ ंछ ုပ်ဒေသကိုစစ်ကောင်စီလက်တပ်ကအပြင်းထန်ပုံကျဲပြီးတော်လိုင်းအင်အားစုတွေကိုဒရုန်းနဲ့ပြန်လည်တိုက်ခိုက်ခဲ့တယ်စစ်ကောင်စီတပ်တပ်ဖွဲ့လိုက်ဖက်ပြောင်းနေပြီးစစ်ကောင်စီကလက်လက်သူတွေကိုဖြည့်ဆည်းဖို့အတင်းအကျပ်စစ်သားစုဆောင်နေတယ် ဖွဲ့ဖဲမှာမမနိုင်ငံမြောက်ပိုင်းမှာရှင်လျားစွာနေနမိတ်ထိဆက်နေတဲ့တရုတ်ဖြစ်တယ်။ရခင်ကလည်းတရုတ်ကမြန်မာစစ်တပ်ကိုထောက်ခံခဲ့ပြီးစစ်တပ်ရဲ့လက်နက်ပင်ရင်ဖြစ်ပေမဲ့မြန်မာစစ်ကောင်စီကိုချစ်ကြည်ရင်းနှီးခြင်းမရှိ။တော်လိုင်းအင်အားစုအလုံးရဲ့မှန်ကန်တဲ့ပန်းတိုင်မှာစစ်တပ်ကိုဖျက်သိမ်းတဲ့ Federal Democracy နိုင်ငံတော်ဖြစ်တဲ့ဒါပေမဲ့ စစ်ပွဲတပွဲတိုင်းနေရာချိန်မှာဒီကိစ္စကိုပုံဖော်ဖို့ခက်ခဲပြီးတော်လိုင်းအင်အားစုတွေမှာမတူညီတဲ့ရှီမန်းချက်ပန်းတိုင်များရှိပါတယ်။နိုင်ငံတကာအကြက်အတဲလီလာရေးဖွဲ့ ICG ကတိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေက၎င်းတို့ရဲ့စာတီမြေတွေကိုထိန်းချုပ်ထားတာကြောင့်ဗမာနိုင်ငံတော်ပြုတ်ကွဲနေပြီးနိုင်ငံအလဲပိုင်းမှာအင်အားနေသွားတဲ့စစ်ကောင်စီကအာဏာဖက်တွေက၎င်းတို့ဆုံရှုံသွားတဲ့နေမြေတွေကိုလေကြောင်းမှလက်စားချေတိုက်ခိုက်နေတယ်။ထပ်မံအစိမ့်စိမ့်မမကွဲခြင်းကိုရှောင်ရှားလို့မရလို့မကြသေးမီကရှေးသားထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက်ပြီးစစ်ပွဲအတွက်အမေရိကန်ပြင်ဆင်ထားတယ်လို့ကာကွယ်ဝင်ကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်နဲ့တရုတ်တို့ကြောင့်ကုန်သွယ်ရေးတင်းမာမှုမြင့်တက်လာပြီးတရုတ်သွင်းကုန်တွေပေါ်အခွန်အစတိုးကောက်မှုတွေကြောင့်ပေကျင်းမှသတိပေးချက်ထွက်ပေါ်လာပြီးရဲ့နောက်တရုတ်နဲ့စစ်တိုက်ဖို့အစဉ်သင့်ရှိကြောင်းအမေရိကန်ကာကွယ်ဝင်ကြီးပိတ်ဟတ်ဆက်ကတုံ့ပြန်လိုက်ပါတယ်။စစ်အစိုးရပြောရေးဆိုခွင့်ရှိသူကအမေရိကန်အနေနဲ့စစ်ကိုလိုလားပါကအခွန်စစ်ပွဲဖြစ်ပါစေကုန်သွယ်ရေးစစ်ပွဲဒါမှမဟုတ် ညီတိစစ်ပွဲမျိုးကိုမစိုးမိမိတို့အစုံတိုင်းတိုက်ပွဲဝင်ဖို့အစဉ်တင်ရှိနေပြီလို့မလလီရဲ့ညီတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပြီးရနောက်အမေရိကန်ကာကွယ်ရေးဝန်ကြီးကမနေ့ကပြုလုပ်တဲ့ Force and Fresh Season မှာအဲ့ဒီလိုချမှတ်ခဲ့တာပါ စစ်အင်အားကပဋိပက္ခကိုဟန်တားဖို့အဓိကတော့ချက်ဖြစ်ကြောင်းတရုတ်စစ်တပ်ကလည်းအရှင်ဟုန်နဲ့အင်အားတိုးချဲ့နေကြောင်းကာကွယ်သုံးစိတ်တွေကိုအလင်းမြတ်တိုးမြင့်ပြီးခမီနီးပညာတွေအသုံးပြုပြီးအမေရိကန်နေရာကိုအစားထိုးလိုက်ကြောင်း၎င်းကပြောပါရယ်။၎င်းကအဲ့ဒါကြောင့်ကျွန်တော်တို့စစ်တပ်ကိုပြန်လည်တိဆောက်နေပါတယ်တရုတ်ဒါမှမဟုတ်တခြားသူတွေနဲ့စစ်ပွဲကိုဟန်တားခြင်းတော့ကျွန်တော်တို့ကခိုင်ခိုင်မာမာရှိဖို့လိုတယ်လို့ဆိုပါရယ်။ ဒါပေမဲ့ထရန့်ကငြိမ်းချမ်းရေးနဲ့အခွင့်အလမ်းတွေကိုရှာဖွေနေသူဖြစ်ခါတရုတ်သမ္မတနဲ့လည်းဆက်ဆံရင်းကောင်းမွန်ကြောင်းဟက်ဆက်ကအခိုင်အမာပြောပါရယ်ဆက်လက်ပြီး၎င်းကဒါပေမဲ့ကာကွယ်ရေးဌာနတစ်ခုအနေနဲ့ကျွန်တော်တို့အစဉ်သင့်ဖြစ်နေအောင်လုပ်ထားမှာပါကာကွယ်ရေးအတုံးစိတ်စွမ်းဆောင်ရည်လက်နက်နဲ့ကျွန်တော်တို့အရန်အာယုံဆိုင်နေရတဲ့အင်ဒိုပစိဖိတ်ဒေသရဲ့အနေအထားကိုပြင်ဆင်ဖို့လိုပါတယ်လို့ဆိုပါရယ်တရုတ်နိုင်ငံဘက်ကလည်းအမေရိကန်လေယာဉ်ထွက်ကုန်အမျိုးမျိုးပေါ်စီးကြက်ခွန်ဆင်ရခိုင်နှုန်းမှာ15ရာခိုင်နှုန်းတိုးကောက်မယ်လို့ကြေညာခဲ့ပြီးအမျိုးသားလုံခြုံရေးရာတရုတ်နိုင်ငံမှာအမေရိကန်ကုမ္ပဏီ25ခုကို တင်ပို့ခြင်းနဲ့ရင်းနှီးမြှုပ်နှံခြင်းတို့ကိုကန့်သက်ထားပါတယ်။ တရုတ်နိုင်ငံကစစ်ဘက်ဆိုင်ရာခင်မီတိုတက်ရင်းနဲ့အတူကာကွယ်ရေးအသုံးစိတ်ကို9.2%ကိုတိုးမြင့်မယ်လို့ကြေညာခဲ့ပြီး၎င်းကကမ္ဘာအကြီးဆုံးရှိတဲ့ကိုပိုင်ဆိုင်ထားကအမေရိကန်ပြည်ရင်ဒုတိယမြောက်စစ်သုံးစိတ်အများဆုံးနိုင်ငံဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ရှီစကြိုမှာစစ်ကြောင်းဝင်ချင်းအဆက်သား9အသက်ခံရပြီးနေအိမ်900ကျော်မိရှုခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းရှီစကြိုမြို့နယ်ရှီလဲကျွန်းဒေသကရွာတွေကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းမိရှုနေပြီးအဆက်သား9ဦးလည်းဖမ်းဆီးတပ်ဖြတ်ခံရတယ်လို့ဒေသခံတွေနဲ့ကာကွယ်တပ်ဖွဲ့တွေက မလ6ရက်နေ့မှာပြောပါရယ်မလ2ရက်နေ့နဲ့3ရက်နေ့မှာပခုတ်ကိုခြေဆိုင်ချင်းမြတ်တမဌာနချုပ်ကအင်အား200ကျော်ပါရယ်စစ်ကောင်စီတပ်စစ်ကြောင်းဟာရေစကြုံမြို့နယ်မြေစုံတော်ရွာကိုစီးနင်းမိရှုပ်ပြီးရနောက်ထွက်မပြေးနိုင်တဲ့အရက်သားတချို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တာလို့ဆိုပါရယ် မလ9ရက်နေ့ကမှရွာရဲပြန်ဝင်ကြည့်ချင်းဖန်စီတက်ဖြတ်ခံထားရတဲ့ရုပ်လောင်းတွေကိုတွေ့ရတယ်လို့အမည်မဖော်လိုတဲ့ဒေသခံတအုပ်ကပြောပါရယ်အလောင်းတွေက9လောင်းမပြေးနိုင်တဲ့တက်ချင်းရုံတွေလည်းပါတယ်စိတ်မနှက်တဲ့သူတွေကိုလည်းလက်ပြန်ကျုပ်တုပ်ပြီးမိရှုတက်သွားတာတွေ့ရတယ်နောက်ပြီးတောတနေရခတ်ဝေးဝေးမှလည်းပြတ်သက်ထားတာတွေ့ရတယ်အချိန်ကြာကြာအတာကြီးနှံ့အောင်မကြည့်နိုင်သေးဘူးမိပုံတွေကြာဆိုတော့လက်ပြန်ကျုပ်တုပ်ထားတဲ့ဟာတွေလည်းတွေ့နေဒီတိုင်းပြတ်သက်ထားတဲ့ဟာတွေလည်းတွေ့တယ်ဒီဆုံးသူတွေကအသက်30ကျော်နှုန်းနဲ့တက်ချင်းရုံတွေဖြစ်ပြီးရုံလောင်းတွေကပြက်စီးနေတာ ောင်ကိုရေးချက်လက်အသိစိတ်ကိုမသိရသေးဘူးလို့ပြောပါရတယ်။သေဆုံးနေသူတွေအပြင်ရွာအခြေအနေပြောင်းဝင်ကြည့်တဲ့မြေဆုံးတော်ရွာကန်လေးဦးလည်းဒီကနေ့ထိအဆက်အသွယ်မရသေးပဲပြောင်းဆုံးနေတယ်လို့ဒေသခံတွေကပြောပါရတယ်။လက်ရှိအချိန်ထိရေစကြုံမျိုးတွေကမြေဆုံးတော်ဇင်ရက်နေနဲ့တာကောင်ရွာတို့ကရွာလုံးကျွတ်နီးပါးမိရှုပ်ခံရပြီးမိရှုပ်ခံရတဲ့နေအိမ်900ကျော်ရှိတယ်လို့ဒေသခံတွေကပြောပါရတယ်။စစ်ကြောင်းကြောင့်မကွေးတိုင်းရေစကြုံမျိုးတွေနဲ့စကိုင်းတိုင်းမြောင်မျိုးတွေမှာရှိတဲ့ရွာပေါင်းစေရွာကျော်က လူဦးရေ2000ခန့်ဘေးလွတ်ရာကိုတင်းရှောင်နေရတယ်လို့ဆိုပါတယ်။ဖေဖော်ဝါရီလ26ရက်နေ့ကရှီလေကျွန်းဒေသမှာတိုက်ပွဲဖြစ်ချိန်စစ်ကောင်စီဘက်ကတင်းဆုံထိခိုက်မှုတွေရှိခဲ့ပြီးဆက်လက်နက်ပစ္စည်းတွေကိုတင်းဆဲခဲ့တယ်လို့ကာကွယ်တပ်ဖွဲ့ဝင်ကပြောပါတယ်။အဲဒီနောက်စစ်ကောင်စီတပ်ကအင်အားဖြည့်ပြီးရှီလေကျွန်းဒေသကိုစစ်ကြောင်းထိုးစီးနှင်းနေတာလို့ဒေသခံကပြောပါတယ်။ဒီအခြေအနေနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့မကွေတိုင်းပြောခွင့်ရသူတိုင်းလူမှုရေးဝန်ကြီးဦးမျိုးမြင့်နဲ့စကိုင်းတိုင်းပြောခွင့်ရသူတိုင်းလူမှုရေးဝန်ကြီးဦးညွန့်ဝင်းအောင်တို့ကိုတရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမြေလက်ခံ ်ထီဆိုတာမျိုးမရှိပါဘူးလက်နက်ကိုင်ပဋိပက္ခရိကြောင့်နိုင်ငံတော်နေရဲစွန့်ခွာထွက်ပြေးရသူအရေးအတွက်တိုးလာနေပြီးကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရုံးရဲဖေဖော်ဝါရီလ16ရက်နေ့ထုတ်ပြန်ချက်တင်အရပြည်တွင်းနေရဲစွန့်ခွာရသူ3000ခွဲကျော်ရှိရလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်